ဒီသားမီလေးကိုတဲ့မှတ်မိကြသေးလားဆိုတော့ MC ရဲ့ဗီဒီယိုဖိုင်နဲ့ဒေါ်လာ150တဲ့လှူထားတယ်အဲ့ကလေးမလေးတွေကတောသူတောင်သားတွေမဟုတ်လို့တဲ့သူကလည်းမပေးဘူးတဲ့ကျွန်တော်စီမှာလာတောင်းနေတယ်တဲ့ဆိုပြောရောအဲ့ဒီကောင်မလေးရောတာကြီးရောကိုချနေပြီးတော့တာကြီးကိုလည်းနာမည်ဖြတ်ချင်တယ်အဲ့လိုငွေညှစ်ချင်တဲ့သဘောလားမသိဘူးပေါ့နော်အမှန်တမ်းပြောတာကြီးစီမှာဒေါ်လာ105ဒေါ်လာလည်းဘယ်သူမှမလှူဘူးတာကြီးစီကိုဗမာငွေပဲလှူတာပါစသတိတိချင်းမှတော့ ဒေါသလည်းအရန်ထွက်တယ်ဒီကိစ္စကိုတဆုံးဒီလိုမျိုးနာမည်ဖျက်ခံရတာကဘဝမှာပထမဦးဆုံးနဲ့အဲ့လိုမျိုးပထမဦးဆုံးချိန်ရှင်ဆိုတဲ့အခါကျတော့ရှင်အပထမဆုံးဒါပထမဆုံးနောက်ဆုံးအကျင့်လည်းဖြစ်ပါစေလို့ဆုတောင်းတယ်ဘာလို့ဆိုတော့အဲ့လိုမျိုးအကအတုနဲ့ပေါ့နော်သူကဘာလဲဆိုလို့ရှိရင်ဒါကြီးက အလှရှင်ကလှူဆိုတဲ့နေရာကိုဒါရက်လှူပေးရတာအဲ့တော့ဒီကလေးမလေးမတန်ဆွမ်းပေါ့နော်တာမီပေါ့ single man တာမီရေဒီဘက်ကကြာတော့ဗာလဲဆိုရင်ဟွာပေါ့อืมတင်များနှစ်ယောက်ပေါ့နော်တင်များနှစ်ယောက်မှာမိန်းမကစီချိုဖြစ်ပြီးအိပ်ရတယ်ပဲခြေောက်ကြီးမထနိုင်လို့လဲနေတယ်စီချိုနာတယ်ဖြစ်တယ်အဲ့ဒါကိုယောက်ျားကပြူစုလှုပ်ကြွေးရတဲ့အချိန်မှာအယောက်ျားတစ်ပင်ခုတ်ပြီးတော့ကြွေးရင်းနဲ့တစ်ပင်ပေါ်ကပြုတ်ကြပြီးခါအောက်ပိုင်းဟွာချီပြီးတော့သူ့ဘာမထနိုင်တဲ့အချိန်မှာအိမ်ဘေးက အကူညီတောင်းလို့အဲ့ဒါကိုပြပတွေ့ပြီးတော့အဲ့လိုမျိုးပေါ့အဲ့နှစ်ယောက်ကိုတူခိုင်းတဲ့အခါမှာဒီဘက်ကအဲ့ဒီမတန်ဆန်းကလေးမလေးကနေကိုပြန်သွားတယ်နောက်ပြီးတော့လောလောဆယ်ကလေးကခွဲစိတ်ဖို့မလိုသေးဘူးဆိုတဲ့အချိန်မှာအလူရှင်ကအဲ့ဒါဆိုရင်တာကြီးအဲ့ဒီကလေးမလေးကိစ္စကိုနောက်မှစဉ်းစားမယ်ဆိုပြီးတော့ ဒီဘက်ကများများပေါ့ကွယ်တယောက်တည်းဟို၈သိန်း၈သိန်းခုလောက်ရမယ်ထင်တယ်အဲ့တော့အဲ့လိုမျိုးလှူလိုက်ပါဆိုတော့ဟိုသူတို့အဲ့တော့ဝါဣတုံနဲ့သွားပြီးလှူတာ MC လည်းပါပါတယ်ပါတဲ့အခါကျတော့အဲဣတုံကိုယ်တိုင်လည်းမျက်ရည်ကျပြီးလှူတာကြီးတို့လည်းတာကြီးပါတဲ့ပစံလေးတွေနဲ့ပေါ့နော်ထပ်လှူခဲ့သေးတယ်အဲ့လေများနှောက်ကိုဆိုတော့ဒီကလေးမလေး တားမိအတွက်ကတော့စိတ်မကောင်းဖြစ်ရပါလို့စိတ်မကောင်းဆိုတော့အလူရှင်ကဟဲ့အဲ့ဒါဆိုလို့ရှိရင်တော့အလူရှင်ပေါ်လာခဲ့ရင်တော့ကိုလူပေးမယ်ပေါ့เนาะဆိုတော့အဲ့ဒါကိုအခုဒီကောင်မလေးကဖုန်းပြောက်သွားတယ်လို့ပြောတယ်ဖုန်းထဲမှာတိုင်းနဲ့သူနဲ့ပြောထားတဲ့ data တွေ screenshot တွေအဲ့ဒါတွေကိုအဲ့ဒါရသွားပြီးတော့အဲ့ဒီတယောက်ကနေပြီးတော့ Facebook မှာနီနီဆိုတဲ့ account ပိုင်ရှင်ပေါ့ကြောင်ရုပ်ကလေးတွေနဲ့အဲ့တော့သူကနေပြီးတော့တိုင်းကိုဘာလုပ်လဲဆိုလို့ရှိရင်ဒီတားမိလေးကိုတဲ့မှတ်မိကြသေးလားဆို MC ရဲ့ video file နဲ့အဲဘယ် နေ့ဘယ်နေ့မှာသူကအင်တာဗျူးထားတယ်ဆိုပြီးတော့ပြောတယ်ပြောတဲ့အခါကျတော့ဒေါ်လာ150တဲ့လူထားတယ်လူထားတဲ့ဟာကိုအဲ့ကလေးမလေးတွေကတောသူတောင်သားတွေမို့လို့တဲ့သူတို့ကတဲ့မတောင်းရဘူးတဲ့အလူရှင်တွေလည်းမရှိတဲ့ခါမှာတဲ့အဲ့တော့ तू ကလည်းမပေးဘူးတဲ့ကျွန်တော်စီမှာလာတောင်းနေတယ်တဲ့ဆိုပြောရောပြောတဲ့ခါကျတာကြီးလည်းမနဲ့ခကြီးသွားခိုင်းနေဟာအဲ့ဒါပေါ့ အဲ့တုန်းကဘလို့ဘလို့ဆိုတာတ aya ရှင်းတာပေါ့ရှင်းတဲ့အခါနောက်နေ့မှလည်းကျတော့အဲ့ကောင်မလေးကဖုန်းဆိုပြီးအမအမတော့ဟိုင်းမနေဘာဖြစ်နေလဲအေးဘာပဲအနေငါ့ကိုစိတ်မတူနေငါပြောပြမယ် तू က ူရောအဲ့ဒီကောင်မလေးရောတာကြီးရောကိုချနေပြီးတော့တာကြီးကိုလည်းနာမည်ဖျက်ချင်တယ်အဲ့လိုငွေညှစ်ချင်တဲ့သဘောလားမသိဘူးပေါ့နော်အမှန်တမ်းပြောတာကြီးစီမှာဒေါ်လာ105ဒေါ်လာလည်းဘယ်သူမှမလှူဘူးလူတွေအလှရှင်တွေကသူတို့ရဲ့အဆက်အသွယ်နဲ့သူတို့ဗမာပြည်ကသူတို့အမျိုးတွေသူတို့တငယ်ချင်းတွေကနေတဆင့်တာကြီးစီကိုဗမာငွေပဲလှူတာပါအဲ့ဒါကြောင့်မလို့အဲ့လိုမျိုးပေါ့ဒါကတော့ first time တာကြီးဘိုးကမှာ မျက်နှာကြီးကိုအဲ့လိုမျိုးလေယူနှွေးပုံနဲ့ပတ်ခံထိရတယ်လို့ပဲအဲ့လိုမျိုးအဲ့ဒီကောင်မလေးကပို့တဲ့အချိန်မှာအကောင်ပါလေလေအဲ့တာကြီး post အပါမှာ6ခုပဲရှိရယ်ဟိုပါလေတမိရဲ့မျက်နှာကိုလေယူနှွေးပုံနဲ့ပတ်လိုက်တယ်လို့ခံစားရပြီးတော့ဘာဖြစ်သွားလဲဆိုတော့မနေ့လဲခကြီးထွက်ရတော့မယ်အဲ့ခကြီးမှလည်းလိုင်းရမမိဘူးအော်အလှကြီးပေါ့တမိလေးနားတာလေအဲ့လိုမျိုးဆိုတော့ရှက်လဲရှက်တယ်ဒေါသလည်းဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ ပြန်အဲ့ဒီကောင်မလေးကနောက်နေ့ကျတော့အဲ့ဒီဒီကောင်မလေးကဖုန်းဆက်တဲ့ချိန်မှာအေးနေသမီးနေဖုန်းဆက်တာငါကျေးဇူးတင်တယ်အဲ့တော့ तू ကဒီလိုမျိုးပေါ့ तू ကတည်းမေးလိုက်ပြီးရဲ့ဒီဟာတွေကိုတဲ့အဲ့လိုအချိန်မှာပေါ့ဒီလူတွေဘာလို့ပြန်ပေါ်လာ तू ကထင်တာတာကြီးကတင်ထားလို့ထင်တာတာကြီးကဒီကောင်လေးတင်ထားတဲ့ post ကိုပြန် share ပြီးတော့ဒီကောင်ကကျမကိုနာမည်ဖြတ်နေပါတယ်ဆိုပြီးတော့တာကြီးပြောတာအဲ့တော့ဆိုတော့ ရမ်းလဲရှက်တယ်ရမ်းလဲဒေါသထွက်တယ်အဲ့ဒီအချိန်တော့ရတော့ပေါ့အခုတေးသေးချာချာပြန်ပြီးစဉ်းစားတဲ့အခါမှာ ါကြီးမဟုတ်တာဘာတခုမှမလုပ်ထားဘူးဘဝတက်လျှောက်လုံးဘဝတက်လျှောက်လုံးဆိုတာငယ်တုန်းကမဟုတ်တာတွေလုပ်မိခဲ့လုပ်မိခဲ့မယ်အခုတိတဲ့အချိန်ဒီလိုမျိုးတွေဒီလိုမျိုးအလှကတာကြီးသမီးတို့လည်းတိလိမ့်မယ်လူတရားစာဒီကပဆန်လွှဲလိုက်တယ်လူတရားစာ၃သိန်းခွဲအဲ့ဒီ၃သိန်းခွဲဘိုးကိုဒီမှာအဲတာကြီးရဲ့ညီကောင်မောင်နှမတွေကိုကဲလူတရားစာချက်ရမှာဟိလူတရားစာချက်မယ်ရော့နှစ်ဖက်ခွဲဘာပဲဘာပဲဘာပဲဘာရင်ဘာရင်ချက်လို့ပေးပြီးလို့ရှိရင် တကယ်သွားလူတဲ့အခါမှာအဲ့ဒီနေရာမှာလူ၂၀၀ထက်များနေများနေမယ်လူ၃၀၀ထက်များနေများနေမယ်မလောက်ဘူးဖြစ်ခဲ့ရင်တာကြီးအိတ်ထဲကပတ်စံဆိုင်ပြီးတော့တာကြီးကတထောင်ဖြစ်တထောင်လေးတွေတထောင်ကဘာမှတော့တုံးလို့မရပေမဲ့ဘာပဲဖြစ်ဖြစ်သူတို့လေးတွေအဲ့လိုတွေဝေးပေးတယ်နောက်ပြီးတော့တာကြီးရဲ့ဒီလုတ်ပေးတဲ့အမျိုးတွေကိုဆိုလို့ရှိရင်လည်းတာကြီးကလေဘာသူတို့လေးလည်းလောက်ရတာပျော်အောင်လေအလုတ်ကလေးတစ်ခုလေးဖြစ်အောင်ဆိုပြီးမုတ်ဘူးပါညာပေးရဆိုတဲ့တာကြီးကစိတ်ရှင်းတယ် တာကြီးဘက်ကစိတ်ရှင်းတယ်နောက်ပြီးတော့ဒီလိုမျိုးအလူအလူဒီလိုမျိုးပေါ့အခုလိုအခုလိုပေါ့လိုအပ်သူတွေပေါ့ဒုက္ခရောက်သူတွေကိုပြပပဲဖြစ်ဖြစ်အချို့အလူရှင်တွေရပဲဖြစ်အမကြီးဒါလေးသွားလှူပေးပါငါသိဆို၅သိလှူပေးပါ၄သိဆို၄သိလှူပေးပါလို့ပြောလို့ရှိရင်အဲ့ဒီ amount အတိုင်းအပြည့်အဝတာကြီးကသွားလှူပေးတာအဲ့တော့အဲ့ဒီဘာလို့ဆိုနောက်ပြီးတော့ ူများကတဆင့်လှူခိုင်းတာဖြစ်တဲ့အတွက်ဘယ်တော့မှတာရလက်လွတ်စပယ်ကေပေးနဲ့မလွယ်ဘူးအဲ့တော့ကိုယ်တိုင်သွားလှူပေးတယ်အဲ့ဒီခါကျရင်သွားလာတဲ့စီဘိုးတွေပါတယ်ပုံကြဒါပေမဲ့တာကြီးကငါကိုယ်တိုင်မလှူနိုင်တာဖြစ်တဲ့အတွက်တာကြီးကိုယ်တိုင်အလှပါဝင်တဲ့သဘောအနေနဲ့တာကြီးကအကိစ္စရမျိုးဒါပေမဲ့တချို့အလှရှင်တွေကြတော့လေအဲ့လိုမျိုးအဲ အမကြီးကားကလေးရတော့အဲ9000ဖြင့်9000 3000ဖြင့်3000လွှဲကြရတဲ့သူတွေအများကြီးရှိပါတယ်အဲ့တော့ဟိုစာအလီကအလှူရှင်တွေဆိုလို့ရှိရင်လည်းပေါ့နော်ပြပအလှူရှင်တွေဆိုလို့ရှိရင်တာကြီးကိုအဲ့လိုမျိုးအာဒါကတော့ညီမလေးအတွက်မဟုတ်ဘူးဒါကတော့တမီးလေးအတွက်မဟုတ်ဘူးအဲ့ဒါမျိုးတွေလွှဲရရှိရဲအဲ့ဒါဆိုရင်တော့ကိုကပျော်ပျော်ကြီးဟိုဥစားပျော်ပျော်မဟုတ်ဘူးလေစိတ်ချမ်းစိတ်လုံလုံချုံချုံနဲ့သုံးပါတယ်လို့အဲ့တော့စသတိတိချင်းမှတော့ ဒေါသလည်းအရန်ထွက်တယ်ဒီကိစ္စကိုတဆုံးဟုတ်တယ်လေဒါပေမဲ့အမှုပညာရှင်ကွယ်နောက်ပြီးတော့တာကြီးကဒီကိစ္စမှန်မှန်ကန်ကန်ပုပွင့်လင်းလင်းမြင်သာထင်သာအားလုံးကိုလိုက်လွှင့်လှူပေးရလေအဲ့လိုမျိုးဆိုတဲ့အတွက်ဒီလိုမျိုးနာမည်ဖြတ်ခံရတာကဘဝမှာပထမဦးဆုံးနဲ့အဲ့လိုမျိုးပထမအဆုံးချိန်ရှုံဆိုတဲ့အခါကျတော့အရင်လဲရှက်တယ်အရင်လဲဝမ်းနေတယ်ဒါပေမဲ့ပြန်တွေးကြည့်တဲ့အခါကျတော့ ငါမှန်တာလို့ပထမမရှင်းဘူးလို့ဒီ online ကနာမည်ဖြည့်ရင်ဒါတွေကပြီးပျောက်တယ်အခုဆိုပဲအဲ့ဒီအကောင်မရှိတော့ဘူးသို့တော်လေသူတို့နောက်တစ်ချိန်ကြာရင်ဒီ screen shot တွေအများကြီးရှိရဲ့ကွာနောက်တစ်ချိန်ကြာရင်မေးလောက်တဲ့အခါကြာရင်ပြန်ပေါ်လာပြီးတော့ဒီလိုမျိုးသူတို့ပြန်လုံနိုင်တဲ့အတွက်အခုတည်းကအပြက်တိုင်ရရှင်းထားတာပါလို့နောက်ပြီးရဲ့အခါကျတော့တိုင်ရတကယ်ကိုဒီဟာကိုတရားဥပဒေနဲ့အညီတိုင် လုံမှာပါအဲ့တော့ဒါကြီးကိုနောက်နောက်နဲ့မဖြတ်တဲ့သူတွေကိုလည်းအဲ့တော့ကိုမှန်တာလုံနေရဲ့အတွက်မှန်နေရဲ့တာကြီးမဟုတ်တာလုံတယ်ဆိုရင်တကယ်မှန်တယ်ဆိုလို့ရှိရင်မဟုတ်တာလုံတယ်တကယ်မှန်တယ်ဆိုရင်တာကြီးကပုံပွင့်လေးလေးတောင်းမှန်ပြီးတော့တာကြီးကမြင်းသားထင်းသားတာကြီးပုံပွင့်လေးလေးတောင်းမှန်ပြီးတာကြီးအဲ့ဒါကိုပြုတ်ပြင်မှာတော်တော်လေးဒါမဟုတ်တာကြီးဖြစ်နေတာဟုတ်